စီဇန်2 EHB လိမ်းမှာစောတဲ့နဲ့ Fighter Hero ၄កောင်အခုစီဇန်အသစ်မှာဘယ် EHB Hero တွေ깟ပြီးတော့ Rampage လို့ကောင်းမလဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Dairo ဒါရိုဆိုတဲ့ဟီးရိုးကတကယ်စောတတ်မယ်ဆိုလို့ရှိရင် EHP လိမ်းမှာတကယ်ဆရာပဲ တစ်ဖက်ကရေးဆွေလိမ့်မှာအခုစီစဉ်အဆောင်များတဲ့ဂရုကချာ Phobias Glue ယူဆောင်လို့လို့အာမများရဲ့ဟီးရိုးတွေကို Dirog က SK2 အာမဖောက်တာနဲ့ဖြည့်ရှင်းလို့ရတယ်ပြီးတော့ Jurevel Jungle Fraring တို့လို့ဟီးရိုးတွေကိုလည်းကောင်းလာပြီးသားဖြစ်တယ်ဗျာ Passive Lifestyle ကလည်းတွေ့တဲ့ကျန်တော့တေချာပေါက်ရေးဆွေလိမ့်မှာ Dirog က Solo ကောင်းဆုံးပဲလို့ထင်တယ်အာနေချက်နေနေကတော့သူက stand ကြောက်တတ်တာပဲအဲ့တော့ဘတ်တယ်ဝင်ထွက်တော့တတိထားဖို့လုံမယ်ဗျနောက်တစ်ကောင်နေနေက CC ီစီဆိုတဲ့ဟီးရိုးကလည်းတစ်ဖက်ကမာတဲ့ကောင်တွေကို scale 1 zeta damage ပေးနိုင်တော့အာလီဘိုင်းရောမေဂိန်းတွေအထိပါလိုက်ဖြဲလို့ရတဲ့ဟီးရိုးတစ်ကောင်ဖြစ်တယ်။ပြီးတော့ scale 2 jump တာလည်းပါသေးတော့ CC ကအလုံးရွာလေးဆော့ရတာကြိုက်တဲ့ brother တွေအတွက်အကောင်းဆုံးဖြစ်နေမှာပဲ။နောက်ထပ် EHP လိမ့်မှာတော်တော်လေးဖြဲလို့ကောင်းတဲ့တစ်ကောင်ရှိသေးတယ်။အဲ့ဒါက Julian ပဲ။ဆေးရပ်ဆေးရပ် これは覚悟かし。အခုကြည့်နေတဲ့ NBA Indo, NBA Philippines အစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီစိတ်ချစွာခံမှန်းကစားနိုင်ပါပြီ။စိတ်ဝင်စားလို့အကောင့်ဖွင့်ရတယ်ဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NBA Live Wings လို့ share ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုဆက်လိုက်ရအောင်။ Julian ဆိုတဲ့ hero က skate ကြွင်ကြွယ်တယ်လို့ပြလို့ကောင်းတဲ့ hero ဆိုလည်းဟုတ်တယ်။ Spain immune တွေ standard တွေကလည်းပါတယ်။ damage တွေအများကြီးထွက်တော့ ESV lane မှာဖျဲလို့ကောင်းနေ hero တကောင်လို့မြင်တယ်။ဒါပေမဲ့သူက assassin ဖြစ်နေတဲ့အတွက်အရန်မမာတဲ့တကွက်တော့ဂယူဆိုင်ရမယ်။နောက်တစ်ကောင်ပြောရရင် lane မှာလည်းတာရတယ်၊ button မှာလည်းခေါင်းတိုးလို့ရမယ်ယူဆောင်ပဲဖြစ်တယ်။ယူဆောင်ရဲ့ SK1 နဲ့တင်အန်မီကိုတွေးလျှော့လို့ရတယ် အဓိကကပတ်စစ်ပွင့်အောင်ရိုက်ဖို့ပဲဘတ်တယ်မှာဆိုလို့ရှိရင်လည်း back line ထဲမှာထိုင်နေတဲ့ mage ရွေရော match man တွေအတွက်ပါယူဆောင်ရဲ့ ultimate blood dragon form ကအသုံးဝင်တဲ့အတွက် esp လိမ့်မှာတာလေးတာခြင်းနဲ့မာလေးမခြင်းနဲ့ဆိုရင်ယူဆောင်ကိုရွေးချယ်ဖို့အကြံပေးခြင်းနဲ့နောက်ဆုံးကောင်အနေနဲ့ကတော့ valerate ဘယ်လရစ်က ဘလူးချီနီမှာတုံးလို့ကောင်းလဲဆိုရင်ရိုမာကစပုတ်ဖြစ်နေတဲ့အခါမှာဘယ်လရစ် EHP တွေကတော်တော်တုံးလို့ကောင်းတယ်လို့ထင်တယ်။စကီဝမ်တွေ၊အတ္တမိတ်တွေ၊ပစိဗရတန်တွေရာလေ enemy ကို disable ပေးနိုင်တယ်လို့ damage လေးပေးနိုင်တဲ့အတွက် Belleric ဆိုတဲ့ tank က EHP မှာလည်းတုံးလို့တင့်တော်တဲ့ hero တစ်ကောင်လို့ထင်တယ်။ဒီ video လေးကတော့ဒီလောက်ပါပဲ။ကျွန်တော်တင်ပြရတဲ့ video လေးသဘောကျရဆိုရှင်တော့ကျွန်တော်တို့ရဲ့ Facebook page ဖြစ်တဲ့ TNH Esports page ကို like and follow လုပ်သွားကြဖို့ပြောရင်းနဲ့ဒီ video လေးကိုအဆုံးသတ်လိုက်ချင်ပါတယ်။